အားလုံးပဲမင်္ဂလာပါဗျ။ကိုဗီ sharing ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျွန်တော်ရဲ့ channel မှာဆိုရင်ငွေကြေးပညာပေးအကြောင်းအရာဘူးသူတများကိုစင်စဲမပြတ်တင်ဆက်ပေးနေတာဖြစ်လို့ subscribe လုပ်ရတဲ့မိတ်ဆွေများ subscribe လုပ်ပြီးအားပေးတောက်ခဲ့ကြပါအောင်ဗျ။ဒီနေ့ကျွန်တော်တင်ဆက်ပေးတော့မယ့်အကြောင်းအရာကတော့ငွေရှာနီးတရားဒီစာကတော့အပူငွေရချင်းသူတွေနဲ့အလုပ်မရှိလို့ဘာလုပ်ရမှန်းမသိတဲ့လူတွေအတွက်ပါအလုပ်ရှားပါတယ်အလုပ်ရှာမြဘူး ဘာလောက်ရမှမသိဘူးဆိုပြီးညှဉ်းညူနေတဲ့လူတွေရှိပါတယ်။ဘဝဆိုတာမလွယ်တော့မလွယ်ကူပါဘူး။ဒါကြောင့်လဲတစ္ဆာလေးပါတရားမှာဒုက္ခတစ္ဆာကထိတ်ဆုံးကပါနေတာပါ။မလွယ်ပေမဲ့လူရဲလို့ဖြစ်လာရင်တာဝန်အရကြိုးစားရုံးကန်ကြားရမှာမို့အာတင်းထားကြပါ။ရွှေပုံပေါ်ဆန်းရွှေစွန်းကိုက်ပြီးမွေးလာတဲ့သူတွေကိုကြည့်ပြီးတော့မှငါဘွားကတော့သူတို့နဲ့မတူခါတီလာပါလားလို့တွေးမနေပဲကိုလိုချင်တဲ့ဘွားကိုရအောင်ကိုယ်တိုင်ပဲစူးစမ်းလိုက်ပါ။စူးစမ်းလို့ရရတဲ့အတီးပွင့်က ပုံမှုချုံနေပါတယ်ခင်ဗျာလက်တွေ့ပါကဲငွေရှာနေတဲ့အကြောင်းပြန်ဆက်ရအောင်ပါဘိုးထုထုဖတ်ဖူးပါတယ်လူငယ်လေးတယောက်ဟာတမနဲ့မှာလူစီကားတဲ့ဈေးကိုလာပြီးဟိုကြည့်ဒီကြည့်လုံနေပါတဲ့ဘေးကဆက်ဆူတတ်တဲ့လူကြောက်ကလည်းလူငယ်လေးကိုဘာလာလောက်တာလဲလို့မေးတော့လူငယ်လေးကကျွန်တော်ငွေရှာတဲ့နီးပေါင်းတရာကျော်ကိုလာလေ့လာနေတာပါတဲ့ဟုတ်လဲဟုတ်နေတာပဲဈေးထဲမှာသူမြင်သမျှကပိုက်ဆံရှာလို့ရတဲ့နီးတွေအများကြီးပဲကို ကျွန်တော်တို့လည်းကိုယ်ပဝန်းကျင်မှာမြင်မြင်သမျှလူတွေကိုလေးလာကြည့်လိုက်ကြပါစို့သူတို့ဘလို့ငွေရှာနေကြတယ်လဲဆိုတာကိုစူးစမ်းရင်ဖိုက်ဆန်ရှာနေပေါင်းမြောက်များစွာကိုတွေ့ရပါလိမ့်မယ်ပဝန်းကျင်မှာတွေမဟုတ်ပါဘူးခင်ဗျာ Facebook ပေါ်မှာလည်းကြည့်တိုက်ရင်တွေ့ပါတယ် Facebook friend တွေဝင်ဝင်ရအောင်ဘာလို့နေကြလဲဆက်စုလိုက်ပါခင်ဗျာနောက်တစ်နည်းကတော့တခြားမျိုးတို့မဟုတ်နိုင်ငံတွေကနေငွေရှာနေတွေကိုလေ့လာပါကိုမျိုးကိုရွာကိုနိုင်ငံမှာဘာလို့ဒီလိုငွေရှာနေတွေ မထွန်းပေါက်သေးလဲဆိုတာကိုသုံးသပ်ပါခင်ဗျာအဲ့ဒီထဲကမှကို့အချင်းနေနဲ့တင့်တော်မဲ့အလုပ်ဝါသနာပါတဲ့အလုပ်ကျွမ်းကျင်တဲ့အလုပ်အစဉ်ပြေမဲ့အလုပ်ကိုရှာလုပ်ပါတယောက်နဲ့တယောက်အချီအနေကျွမ်းကျင်မှုပဝန်းကျင်ဝါသနာအရေးချင်းစတာတွေမတူတာကြောင့်ကျွန်တော်တို့အတွက်တင့်တော်တဲ့လုပ်ငန်းကနောက်တယောက်အတွက်တင့်တော်ခြင်းမှတင့်တော်ပါလိမ့်မယ်ကျွန်တော်ပေးနိုင်တဲ့အကြံကတော့လူအပ်ရင်တပည့်ခံဖို့ဝန်မလေးပါနဲ့ကျွမ်းကျင်အောင်လေ့ကျင့်ပါ ဘလို့ကိုသူများတွေထက်တအောင်ဘလို့လောက်ရမလဲအမြဲကြံစားပါ မခိုမကပ်ပဲစူးစားပါရေတာမခိုပါနဲ့မပြင်းပါနဲ့ဖင်ပေါ့ပါအရရစေတနာလေးထားပြီးအစွမ်းကုန်လုပ်ပါယူသားပါငါ့ကိုပေးထားတဲ့လက္ခဏာနည်းနည်းလေးနဲ့တန်တော့ပဲလုံနိုင်မယ်ဆိုတဲ့စိတ်ကိုလုံးဝဖျောက်ထားပါဝင်ငွေပိုကောင်းမဲ့အခွင့်အလမ်းတွေအတွက်မျက်စိကိုဖွင့်နားကိုစွန့်ထားပါအလုံနှစ်ခုသုံးခုလောက်တင့်ရင်လောက်ရပါမယ်တနေ့အောင်မြင်ရမယ်ဆိုပြီးကိုကိုကိုယုံကြည်မှုထားပါ တမာအာဇီဝဘယ်အလုပ်မျိုးမဆိုလောက်ရမှာမရှက်ပါနဲ့ငွေချေးစားပြီးကျွေးတက်မှာကိုသာရှက်ပါကျွန်တော်ရဲ့ဘဝသစွန်းသစကျွန်တော်လောက်ခဲ့ဖူးတဲ့အလုပ်လေးတွေကိုပေါ်ပြလိုက်ပါတယ်ဟုတ်ကဲ့တမာအာဇီဝအလုပ်ဟုသမျှဂုံရှိစွာပါပဲခင်ဗျာနံပါတ်1စမူဇာရောင်းចောင်းတက်ရင်လောက်နံပါတ်2ကုံဆုံဆိုင်အရောင်းအလုပ်တမာចောင်းတက်ရင်လောက်နံပါတ်3စပွဲထိုးចောင်းတက်ရင်လောက်နံပါတ်4ကျူရှင်စရာចောင်းတက်ရင် ်ဝန်ထမ်းလုပ်ရင်လုပ်နံပါတ်5ကျူရှင်အကျိုးဆောင်ចောင်းတက်ရင်ဝန်ထမ်းလုပ်ရင်လုပ်နံပါတ်6အဆောင်မူចောင်းတက်ရင်လုပ်နံပါတ်9အင်ဂျင်နီယာမန်နေဂျာဝန်ထမ်းအလုပ်နံပါတ်10ကိုပိုင်ကွန်ပျူတာဆော့ဝဲလုပ်ငန်းဝန်ထမ်းလုပ်ရင်လုပ်နံပါတ်9ယင်းနီမြုံနံသူအိမ်ချမ်းကြီးစတော့ရှယ်ယာကြီးကွက်ဝန်ထမ်းလုပ်ရင်လုပ်ကိုပိုင်လုပ်ရင်လုပ်အားလုံးပဲကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာလေးစားစွာဖြင့် ်ပုံဆောင်ကျူးကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ဆရာပုံဆောင်ကျူးရဲ့ငွေရှာနီးတရားဆိုတဲ့စောင်းပါလေးပဲဖြစ်ပါတယ်နောက်ဗီဒီယိုများမှာလည်းကျွန်တော်တို့ channel မှာငွေရေးကြီးပညာပေးဘုဒ္ဓတအကြောင်းအရာများစွာကိုဆက်လက်တင်ဆက်ပေးတော့မှာဖြစ်လို့ channel လေးကို subscribe လုပ်ပြီးအားပေးခဲ့ကြအောင်ညာအားလုံးပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြပါစို့ဗျာ